ဘုရားသခင်ရဲ့ဂျေဇူးတော်သည်တဲ့နောင်တလမ်းသို့သွေးဆောင်နေတယ်လို့ပြောတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီနေ့နောင်တနဲ့ဘုရားသခင်နဲ့ပြန်လာတယ်ဆိုအဲ့ဒါပါလေ။အဲ့ဒါဂျေဇူးတော်ပဲ။နောက်ကွယ်မှာဘသူလုံနေတာလဲ။ဂျေဇူးတော်လုံနေတာ။ဆုံးမတွင်တင်ပြီးတော့ကယ်တင်တဲ့ဂျေဇူးတော်။ဆုံးမတဲ့ဘာပြောလဲတွင်တင်တယ်။ဆုံးမတဲ့တွင်တင်တယ်ဆိုရရစဘာအထွတ်လောက်တာလဲသိလား။ကျွန်တော်တို့ကိုရင့်ကျက်လာဖို့အတွက်ဖြစ်တယ်။မှားရင်လည်းဆုံးမမယ်။ မှန်တဲ့လမ်းကိုသွားဖို့အတွက်တွန့်တင်မယ်ဒီလမ်းတိုင်းသွားတော့အဲ့ဒါကျွန်တော်တို့ကိုရင့်ကျက်ဖို့အတွက်ဖြစ်တယ်အဲ့ဒါလည်းကြီးစုတော်ပဲကျွန်တော်တို့ဒီနေ့အစီခံတဲ့အခါမှာအားပေးနေတာကလည်းဘာလို့ပဲလဲဘုရားသခင်ကြီးစုတော်ပဲကျွန်တော်တို့ကကိုယ့်အနေကိုလုံးတဲ့ငါဆက်ကတ်တယ်လို့ထင်နေတဲ့တစ်ချိန်တည်းမှာတကယ်တော့အထင်းထဲမှာဘာလို့ရှိနေရလဲဘုရားသခင်ကြီးစုတော်သည်လို့ရေးထားတယ်နော်ဘုရားသခင်ကြီးစုတော်သည်ကြိုးစားတော်မူတယ်ကျွန်တော်အထင်းမှာကျွန်တော်တို့ service လုပ်နိုင်ဖို့ကျွန်တော်နောင်တလနဲ့ပြန်လာဖို့ ောက်တစ်ခါကျွန်တော်တို့ယဉ်ကျေးဖို့အတွက်ဘုရားကြီးကျေးဇူးတော်ကြီးဘာလို့လဲလဲကျွန်တော်ထဲရနေပြပြနေတယ်ဒါကြောင့်မို့ကျေးဇူးတော်ရဲမှာအမြဲတမ်းတည်ပါကျေးဇူးတော်ကိုအမြဲတမ်းရည်တွေ့ပါကျေးဇူးတော်ကလွဲလို့တခြားသောမင်္ဂလာမရှိပါဘူး